မြန်မာမာရင်မကကဘာကျော်တဲ့အထည်နာမည်ကြီးပါစေလို့လက်ခံပြီးတော့ဆွတောင်းပေးခဲ့တဲ့ပန်းလာရောင်ဆိုတဲ့အမျိုးသမီးကိုခိုင်နင်းဝင်ရဲ့ချစ်သူဖြစ်သူစင်မြင့်အောင်ကဆဲဆိုခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာပြန်နှံလာ။အော်ခုမှအချိန်မှခင်ဗျာ။လုတ်ပါအခုလို့လုတ်ပါမြန်မာ။မြန်မာမြစ်တာတရားကြီး။ခေလိုးပါ မင်္ဂလာပါပရိသတ်ကြီးရှင်အခုလက်ရှိမှာတော့တရုတ်ဆောင်ခိုင်နေဝေးကတမစီမှာလူတန်းနေချအလူရှင်တယောက်ကတမရဲ့အကောင့်ထဲကိုငွေကျပ်330မှလွဲမိရအစိုးပါ330ကို ပြန်လွှဲပေးဖို့အတွက်တောင်းဆိုခဲ့ပေမယ့်ခိုင်နေဝေးတို့ဘက်ကမလို့အပ်ပဲအချက်လက်တွေတမျိုးပြီးတမျိုးတောင်းရင်ငွေကျပ်330ကိုပြန်လဲမပေးခင်လာကြောင်းလူမှုကွန်ရက်ပေါ်မှာဝေဖန်ခံနေရတာလည်းဖြစ်ပါတယ် အခုတခါမှဆိုရင်လေတရုတ်ဆောင်ခိုင်နေဝေရဲ့လက်ကိုကိုင်းပြီးမြမမာနဲ့မကကဘာကျော်တဲ့အထိနာမည်ကြီးပါစေဆိုပြီးတော့ဆွတောင်းပေးခဲ့တယ်။ပန်းလာရောင်ဆိုတဲ့အမျိုးသမီးကခိုင်နေဝေကိုလက်ကိုင်းပြီးဆွတောင်းပေးနေတဲ့ဗီဒီယိုဖိုင်ကို TikTok မှာတင်ခဲ့တာဖြစ်ပါတယ်။အဆိုပါဗီဒီယိုကြောင့်ပဲတရုတ်ဆောင်ခိုင်နေဝေကိုပြည်သက်တွေဝေဖန်မှုပြင်းထန်ခဲ့တာကြောင့်ခိုင်နေဝေရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်က မီဒီယာတွေနဲ့တဆင့်တောင်းပန်ပေးဖို့ပြောခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝင်ရဲ့ချစ်သူဖြစ်သူစင်မြင့်အောင်ကပန်းလာရောင်ဆိုတဲ့အမျိုးသမီးကိုမီဒီယာတွေကနေတဆင့်ခိုင်နှင်းဝင်မှာအပြစ်မရှိကြောင်းရှင်းလင်းပေးဖို့အတွက်ပြောခဲ့တာဖြစ်ပြီးထို့သူပြောကြရမှာအချင်းများသလိုဖြစ်ပွားခဲ့ကစင်မြင့်အောင်ကပန်းလာရောင်ကိုဆဲဆူခဲ့တဲ့ဗီဒီယိုဖိုင်ကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပါတယ် ပန်းလာရောင်ဆိုတဲ့အမျိုးသမီးကတော့အဆိုပါအတန်ဖန်ထားတဲ့ဗီဒီယိုကိုခိုင်နှင်းဝေငွေကျပ်330ပြဿနာတက်နေချိန်မှာဖွင့်ပြလာခဲ့တာဖြစ်ပြီးခိုင်နှင်းဝေကတော့ပရာဟိတလုံးနေသူမို့အခုလိုရိုင်းဆိုင်လားဆိုတာမသိပေမယ့်သူမရဲ့ဘေးနားကသူတွေဟာအလုံးကိုရိုင်းဆိုင်နေသူတွေဆိုတာကိုသူမကတတ်သိပြသွားခဲ့တာဖြစ်ပါတယ်ခိုင်နှင်းဝေရဲ့ချစ်သူဖြစ်သူစင်မြင့်အောင်က အခုလက်ရှိခိုင်နှင်းဝေဝေဖန်ခံနေရတာတွေကိုမီဒီယာနဲ့ချိန်ပြီးတောင်းပန်ပေးဖို့တောင်းဆိုခဲ့တာတွေ့ရပြီးအဆိုပါမျိုးသမီးကတော့ဒီလောက်ထိခိုက်သွားမယ်မထင်လို့တင်ခဲ့တာဖြစ်ပြီးသူမအနေနဲ့အဆိုပါဗီဒီယိုကိုဖျောက်ချပေးပြီးဖြစ်ကြောင်းသာပြန်လည်ပြောဆိုခဲ့ရမှာအချင်းများခဲ့ကြတာလည်းဖြစ်ပါတယ်ဒေါသဖြစ်နေတဲ့ခိုင်နှင်းဝေရဲ့ချစ်သူစင်မြင့်အောင်ရဲ့ဆဲဆိုမှုတွေပါဝင်တဲ့အဆိုပါဗီဒီယိုဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေပြီးဝေဖန်မှုတွေလည်းပြင်းထန်နေတာဖြစ်ပါတယ်။ ခိုင်နင်းဝေရဲ့ချစ်သူဖြစ်သူဇင်မြင့်အောင်ကတော့ပရာဟိတလှူတာရာရာတီးခတ်ရတဲ့ဆိုတာခိုင်နင်းဝေပဲရမယ်လူတိုင်းမရဘူးလို့ပြန်လည်တုံ့ပြန်ထားတာလည်းဖြစ်ပါတယ်ခိုင်နေဝေဟာရေဘေးကြောင့်ဆွတ်ဆွတ်တမန်ကူညီနေချိန်မှာသူ့ရဲ့ဗီဒီယိုကြောင့်အစဲခံခဲ့ရတာဖြစ်ပြီးဖြတ်ပေးဖို့နဲ့ဖြည့်ရှင်းပေးဖို့ကိုမလုပ်ပေးတဲ့အတွက်ဆဲဆိုခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ Hello ။အမဒီနေ့ဘယ်ချိန်ဘယ်ချိန်ဆက်နေလဲဘယ်ချိန်ဘယ်မှာရှိပါလဲခင်ဗျာ။အခုပြောနေတာဘယ်သူကလဲရှင်။အမခိုင်နေဝေ Brighton နေရာပါ อ๋อအကိုဟိုဟာလေမီဒီယာချိတ်တယ်ကမှဘယ်လိုရှင်ပြန်လုပ်ပြီးမှလဲကျွန်တော်တို့အကိုရေဟိုဟာလေမတ်ခိုင်နေဝေကိုညီမဓာတ်ပုံတင်တဲ့ကိစ္စအားလေအဲ့အဲ့လောက်ကြီးဖြစ်သွားလိမ့်မယ်လို့မထင်ထားဘူးအဲ့တော့ညီမဖြတ်တော့ဖြတ်ပေးပြီးွားပြီပေါ့နော်တစ်တော်မှာပေါ့နော်အမမလုပ်ပြီးနိုင်ဘူးလားရမလုပ်ပြီးနိုင်ကြော်တရားဆွဲမှာရရမှာ